ားကြရလေအမအဲ့လိုဆိုဝင်းနဲ့ကနိုင်တာပါညာအဲ့လိုဆိုအရင်အားကြရလေကိုရီးယားမလှုပ်တဲ့အဖွဲ့တွေဆိုသူတို့ပြောတာတအားအေးတာအဲ့လိုမျိုးဂျွားဆိုပိုဆိုးတယ်တတိဆိုလေးသူ့အမြဲတတိပြရစင်ပေါ်ရောင်ရီနော်ဘသူစိတ်ဆိုးတာလဲမတော်စိတ်ဆိုးနေရလားအဲ့လိုမျိုးအသေးတဲ့ချင်းများဆိုချင်းချင်းများဆိုမင်းတတိစနစနလာတာပဲတကယ်မလှုပ်ဘူး စင်ပေါ်ရလောအငိမ့်ပဲဒါပေမဲ့တခါကျရင်စင်ပေါ်မှာအရန်လောက်တယ်လို့ကိုယ့်ကိုထင်တာဒါပေမဲ့မလောက်တာလေအဲ့လိုပြန်ကြည့်ရင်လုံးဝမလောက်အဲ့လိုဖြစ်နေတယ်အမအမငငယ်ရောတော်တော်နာမည်ကြီးရအောင်ဆိုချင်းစားဆိုတဲ့ချိန်တော့အမတော်တော်နာမည်ကြီးဒါမင်းမုံစားမုံစားကြပါမယ်ဟိုရောင်းမြန်နေခဲ့တကယ်တငယ်ချင်းတွေကြားရဲမှာဆိုလားဟာဘာခံဝဲရမ်းမိုက်တယ်အဲ့လိုကြားပူတယ် ုတ်ကျေအခုဒီ excellent clinic ပေါ့နော် aesthetic center ဖွဲ့တက်ကလေးကိုတက်ဖြစ်တာပါဂျိုးချာရစင်ဒီတို့နဲ့လည်းမဆုံတာရမ်းကြပြီအရင်တော့ကတော့ငြင်းနေဆုံးနေဖျားเจ้าမှာပဲဖြစ်ဖြစ်အာနောက်ပြီးသွားရင်အဲ့လိုမျိုးပေါ့နော်တခြားအပြင်ပွဲတွေမှာပဲဖြစ်ငြင်းနေဆုံးဖြစ်တယ်ပေါ့နောက်ပိုင်းကျတော့မဆုံဖြစ်ကြဘူးပေါ့လေအခုမှပြန်ဆုံရတာဝမ်းသာရေအဲဝမ်းသာပါတယ်ဝမ်းသာတယ်ဆိုတော့အရင်ငငယ်တုန်းကတွေ့ရတဲ့အတိုင်းပါပဲเนาะငငယ်တုန်းကတွေ့အမအမနေကကြားမှာမင်္ဂလာဆောင်လေးပါလေတပွဲတလီရဆိုင်နဲ့တွေ့ကြည့်တည်ရเนาะအဲ့လိုမျိုး တော့အခုတွေ့ရတာပျော်ပါတယ်ဟုတ်အားကြရလေအမအဲ့လိုဆိုဝင်းနဲ့ကနိုင်တာပါညာအဲ့လိုဆိုအရင်အားကြရလေကိုရီးယားမလှုပ်တဲ့အဖွဲ့တွေဆိုသူတို့ကတအားအေးတာအဲ့လိုမျိုးကြွားဆိုပိုဆိုးတယ်တတိဆိုလေးသူ့အမြဲတတိပြစင်ပေါ်ရောင်ရီနော်ဘသူစိတ်ဆိုးရလဲမတော်စိတ်ဆိုးနေရလားအဲ့လိုမျိုးတော့ဆာတော့ဆာသူရီအောင်လို့ အာအဲ့တုန်းကကြာတော့အမတို့ကသွားအရင်အားကြခဲ့ရတဲ့သူပေါ့နော်ကရာလဲကိုကဝါသနာပါတော့လေအမကလည်းကနိုင်တယ်ပြီးတော့ကရနဲ့တခါတည်းစုံနိုင်တော့အဲ့လိုအကုန်လုံးကဝိုင်းပြုတ်ပြီးကြာရပါမယ်ဘာလို့ဆိုတော့အဲ့တော့ငငယ်လေးနဲ့ငငယ်လေးနဲ့ဆိုတော့ဖြစ်တော့လေသူ့ဆိုကလီးလိုပဲဖြစ်နေပြီးတော့ပါအကုန်လုံးကဝိုင်းပြီးပြုတ်ပြီးကြာအဲ့တော့အဲ့လိုလာပြောနေကြတဲ့ဆောင်ကနှုတ်ဖို့စဉ်းစားလိုက်ပဲဆိုစဉ်းစားလိုက်ပဲစဉ်းစားစဉ်းစားလိုက်ဒါပေမဲ့တကယ်မလှုပ်စင်ပေါ်ရလောအငြိမ်ပဲ တော့ message တွေလည်းအလိုမြင်လို့ကအဲ့လိုလည်းမြင်လိုက်တာလည်းမဟုတ်ဘူးအဲ့လိုစမရအော်တိုညင်သွားတာဒါပေမဲ့တခါကျရင်စမမအရန်လောက်တယ်လို့ကိုယ့်ကကိုထင်တာဒါပေမဲ့မလောက်တာလေအဲ့လိုပြန်ကြည့်ရင်လုံးဝမလောက်အဲ့လိုဖြစ်နေကိုယ့်နှုံးနဲ့ကိုယ်ရန်လောက်နေကိုဆိုတော့မအားလို့အဲ့ဒီတော့အမြင်ပွဲတိုင်းဆိုဖြစ်တာပေါ့နော်ဟုတ်တယ်ငယ်ငယ်တုန်းကစမအကျွဲခွေလေးနော်ငယ်ချို့လေးမှာ ရှိရတော့အမှတ်တရတွေကတော့ဥမာဒါမှတော့ live show တွေဆိုရင်အာစင်ပေါ်ပတက်ခင်ဆိုအစိုးရတွေကနောက်မှအဲ့လိုမျိုး make up room လိုမျိုးမှာအကုန်လုံးစုပြီးနေကြတာပေါ့နေတဲ့ဟာကြာရင်တက်ကိုတက်ကိုလက်ကိုမရောက်ခင်မှာအားမေးရတာပေါ့နော်ကိုကကြောက်နေကြစင်ပေါ်မှာတော့ down ni mount တွေတက်ဆိုတာလေတကယ်တမ်းကျတော့စင်ပေါ်ပတက်ခင်မှာအကုန်လုံးသွေးတွေပြက်နေတယ်တော်လုံးဝမရုပ်တွေကုန်တော့လေမရတော့ဘူးနော်တက်ကိုကြောက်လိုမျိုးအားမေးရအစင်ပြီမှာပါအစင်ပြီမှာပါအဲ့လိုမျိုးပေါ့လေအဲ့ဒါလေးတွေအမှတ်တရပါနော်အဲ့တော့ခဏခဏလဲစုံဖြစ်တယ်ပိုလဲစီးလုံးတယ်နော် ော်အဲ့လိုမျိုးအဲ့တော့လူလူလဲတအားအရင်မများသေးရဲမများသေးတော့တယောက်ကိုတယောက်လဲအဲ့လိုပွဲတွေမှာဆိုကြည့်ပေးရဲဟုတ်တယ်အဲဟိုမှာထားပါတော့အဲမျက်တောင်သူနည်းနည်းကွာကျင်လိုက်ခုမှာကော့ပါဆိုကပ်ပြီးဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးလေးသူကစင်မွန်တက်ကနေငငတ်တစ်ဖက်ပြုတ်ကြသွားတယ်မရှိတော့ဘူးဆိုရင်ကိုပြီးသွားကိုလဲပြီးသွားကိုငငတ်ချွတ်ပေးအဲ့လိုမျိုးတွေပေါ့ကဲချင်းနေပါလေဟိုမှာရရအဲ့လိုမျိုးပွဲတွေပွဲတွေမှာစုံတဲ့အခါနေပွဲတွေပါဖြစ်ဖြစ်အဲ့လိုမျိုးဟုတ်တယ်ဟုတ်တယ်ခုမတို့ကတော့ တကယ်ညီမရလို့မယ်ပေါ့နော်ဟုတ်ကဲ့အဲ့လိုမျိုးဘယ်လိုပြောမလဲကိုစင်မောကဆင်းလာပြီဆိုတော့နောက်ထပ်စင်မောတက်မဲ့သူကိုအများနဲ့ support လုပ်တယ်ပေါ့နော်တကယ်တော့စင်မောမတက်ခင်ဆိုကို့အာယုံနဲ့ကိုဟုတ်ကဲ့ကိုယ်ရောင်နဲ့ကိုပဲစင်မောတက်ပြီးတော့ပြန်ဆင်းလာရဲ့သူကဒါစိတ်အေးတာအဲအဲ့အဲ့လူကပဲစင်မောမတက်ခင်လူကိုကိုကအားပေးနိုင်တာမတက်ခင်အချိန်တွေကတော့အားလုံးတူတူပဲ အတိအကျပြောပြောနေတတ်တာလည်းပါမယ်နော်အနော်အပူတွေသိပ်ပြီးတော့မဖြစ်ဘူးပေါ့နော်အစိတ်ကြောက်ရယ်နောက်ပြီးတော့ဒီလို skin care လေးတွေ aesthetic clinic လေးသွားရယ်အဲ့လိုမျိုးလေးတွေပေါ့အတိအကျတော့ဘယ်မှတကယ်တော့အပြင်မှာပြပြနေတတ်ပါတယ်ကျုပ်ပဲတည်နေတာအဲခမ်းမအဲနည်းနည်းတော့ဟိုကကအများနဲ့အပြင်မှာတွေ့ဘူးနေကြမလို့နည်းနည်းတော့ရိပ်မိတယ်မမရဘက်ကအနေနဲ့အစူးကြောနည်းနည်းလေးတော့ရိပ်မိရဲ့ဟုတ်ရေကညမန်းတက်ပြီးတော့လေအဲ့လိုလှုပ်တဲ့လှုပ်တဲ့ဟာလေးနည်းနည်းအဲ့လိုမျိုးလေး အမအတန်ကာလာနည်းနည်းရှားရတယ်လေအဲ့လိုမျိုးအဲ့လိုလူတိုင်းနဲ့မတူမတူဆိုလေအဲ့လိုမျိုးနည်းနည်းလေးတော့ရင်းမိတာပါလို့ပြောတာမျိုးစီကောင်းကြပါတယ်။မဆင်နီတို့တို့ကြတော့တန်နေလဲရှားရနော်တကယ်တော့ ေချင်တာဗောအမဆိုစင်တီကိုနော်ဟုတ်တယ်ပြီးတစ်ခါအမကိုဟိုဟာတီးရေးဆရာကိစ္စနဲ့ပတ်သက်ပြီးမေးတော့အမအမလေးအများကြီးအကြံပေးပြီးပြောပေးတာလေအာအမကျေးဇူးအများကြီးတင်တယ်လို့အဲ့လိုမျိုးညီမတို့ပြန်ပြီးတော့နွေ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 နဲ့ပြန်ကြိုဆိုပေးတာဗောနော်အမကျေးဇူးအများကြီးတင်တယ်လို့ around ပြောဖြစ်တယ် messenger နေပြောကြတာဟုတ်တယ်မကကြတော့လေဟိုကိုကိုရိုင်းလေးလုံးလို့ရတဲ့လောက်လေးကိုလုတ်တယ်ဗောနော်ဒီလုတ်ကိုလည်းအရန်ဝါသနာပါတယ်ဗောအာစင်ပြေတဲ့အချိန်မှဖြစ်ဖြစ်စင်မပြေတဲ့အချိန်မှဖြစ်ဖြစ်ကိုကဒီဟာကိုအရန်ဟိုဝါသနာပါလို့လုတ်တာဖြစ်တဲ့အတွက်ကြောင့်ကိုကလက်မလျှော့ဘူးဗောလေအဲ့လိုဆို ာတခြားဟိုညင်သွားတဲ့မလုတ်ဖြစ်တော့တဲ့ potential ရှိသေးတဲ့လူတွေကိုဆိုလဲအမအရန်လုတ်စီချင်တာအဲတကူကူလုတ်ဖို့ပါညာလာပြောရလဲအရန်အားပေးတာတို့မျိုးအာလောလောဆယ်ကတော့အဲ့လို tribute song တွေဆိုထားတာရှိတယ်ပေါ့အဲ့စင်းလေးတွေကိုတော့ဟိုဟာ Rebecca Wayne official YouTube channel ကနေပြီးတော့တနေ့တစ်ပုဒ်လုံးနဲ့တင်နေရပေါ့နော်အဲ့အဲ့ဒါပြီးသွားရင်တော့တချင်းအစ်စ်ကလေးလဲ music video ရိုက်ဖို့တော့ရှိတယ်အဲ့ဒါလဲ track ဖို့တော့လုပ်ပါပါ ဟုတ်လို့လားအမအမငငယ်တော့တော်တော်နာမည်ကြီးရအောင်ကျွန်တော်ချင်းစားဆိုတဲ့ချိန်တော့တော့အမတော်တော်နာမည်ကြီးဒါမင်းမုံစားမုံစားကြပဲဘယ်လိုရှိတာဒါမင်းမုံစားကြပဲအလိုလက်လာလေးလေခန္ဓာကိုယ်လေးလက်လာအတန်လက်ကောင်းရုပ်လက်ချော်အဲ့လိုမျိုးဆိုလေဟုတ်ဟိုရောင်မြန်တဲ့တငယ်ချင်းညကြားရမှာဆိုတော့ဟာကခံဝဲရမ်းမိုက်တယ်ညကြားပေါ်ရတယ်ညကြားရင်တော့ကြောက်တော့ဒီတိုင်းပါပဲအဲ့လေခုလည်းဒီတိုင်းပဲညတော့အတိုင်းလေးပဲမနာမည်ကြီးတမိနေပါအမသိဘူးအဲ့လိုမျိုးလည်းမသိခဲ့ပါဘူး ညီမတွေကြုံမှာဘာမှမသိရဘူးအဲဟုတ်တယ်ဘွာလေးအလုံးချိန်ပြပဘယ်မှမသွားတော့လीအပြင်လောကနဲ့တိတ်ပြရဆက်ဆက်မရှိဘူး Facebook တော့မှသာအပြင်လောကနဲ့ထိဆက်ရှိတာပေါ့เนาะကျန်တာကတော့အလုံးအကြောင်းအေးအဲ့၃နေရာပဲအဲ့လိုဆိုတော့အဲကိုယ်စိုက်လားမစိုက်လားတော့မသိခဲ့ပါဘူး90 bonds เนาะဟိုဟာမတော်တဲ့ချင်းနေနဲ့အတူတူ ဖြတ်သန်းခဲ့ပြီးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့အဲပြီးသွားရင်90 bonds ရဲ့ memories တွေပါပေါ့တော့မတော်စင်လေးတွေကိုအမတ်တရဖြစ်တဲ့ကြက်နေပဲဆိုရင်ပဲဖန်တီးခဲ့ရတာကိုကြည်နပ်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ပါတယ်အမပြောသလိုပါပဲဟုတ်